Hello ဝါလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဆိုတော့လက်ရှိမှာပဲ Breaking News ပြီးကျွန်တော်တို့သာတက်လာတဲ့ Karen Adeyemi နဲ့ Manchester United ရဲ့တင်ဆက်ရှိနေပါတယ်။ဒါကတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်။ Man Manchester United ရဲ့ဘက်ကတာဝန်ရှိသူတွေနဲ့ကစားမဖြစ်သူ Karen Adeyemi ရဲ့အေဂျင့်ဖြစ်တဲ့ Hoggy Mendes ပေါ့ဗျာ။ เนาะตรอตูเน่ก็ดีกะซามาผิดตัวเยอาจารย์ကိုซุยนွှင်းမှုတွေရှိထားပြီးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့အဒီယာမီကိုဒော့မွန်ရဲ့ဘက်ကစာချုပ်တက်တန်းတူးကျင်နေတယ်ဒါပေမဲ့လို့အဒီယာမီကိုရန်ရဲ့ဘက်ကဒော့မွန်မှာဆက်ရှိကျင်တာမျိုးတိတ်စန္ဒမပြင်းပြတော့ဘဲနဲ့ဒော့မွန်မဟုတ်တဲ့တခြားကလပ်တင်တစ်ခုကိုသူပြောင်းကျင်လာပြီပေါ့เนาะကစားမဖြစ်သူကို2029ထိမကတဲ့တက်တန်းတစ်ခုကိုသူတို့ရဲ့ဘက်ကချုပ်ကျင်တာတက်တန်းတူးကျင်တာပေါ့ဒော့မွန်ရဲ့ဘက်ကဒါအပြင်ကယ်ရင်အဒီယာမီရဲ့ဘက်ကလည်း ဒီသူ့ရဲ့စာချုပ်ထဲကိုပေါ့နော် စာချုပ်ပါယောကြီးနော်စာချုပ်ပါယောကြီးထည့်တာကိုကျွန်တော်တို့ကတောင်းဆိုမှုတွေပါပြီးပြုလုပ်ခဲ့တယ်လက်ရှိ2029အတွက်ပေါ့နော်အတိုင်းမဲ့လို့တော့မွန်ရဲ့ဘက်ကစာချုပ်ပါယောကြီးထည့်တာတွေသူတို့မလိုချင်ခဲ့ဘူးပေါ့သူတို့ပြင်သူတို့လိုချင်တဲ့ဈေးကိုတောင်းလို့ရအောင်စာချုပ်ပါယောကြီးထည့်ပြီးတော့ခေါ်သွားတာမျိုးကိုအလိုမရှိဘူးပေါ့နော်အဲ့ဒီတော့အဒီယာမီရဲ့စာချုပ်ပါယောကြီးထည့်ဖို့တောင်းဆိုမှုကိုတော့မွန်ရဲ့ဘက်ကလုံးဝသဘောကျမနေဘူးဒါအပြင်ကျွန်တော်တို့ဒီ အဲဂျာဒါကတော့လုံးဝဂျာမန်ရပူဖြစ်တဲ့ဒါစပေါ့ဘေးကနေပြီးတော့ပေါ်ပြလာတာပေါ့နော်ဒါအပြင်ကစားမဖြစ်သူရဲ့ဘက်ကလက်ရှိနီးပြဖြစ်သူနီကိုကိုဘတ်နဲ့ဒါအဆင်ပြေမှုတွေလုံးဝရှိမနေဘူးပေါ့ဆိုတော့ကျွန်တော်သိထားရတယ်ဆိုတော့ဒါကလောလောဆယ်မှာဆိုလို့ရှိရင်တောက်လျှောက်ဆိုလို့ထွက်လာတဲ့တင်းမယ်ဆိုတော့ခြုံကြည့်ရလို့ရှိရင်ကစားသမားဖြစ်သူအတွက်ကရင်အတီယာမီတွေသူ့ရဲ့အေဂျင့်ဖြစ်တဲ့ George Mendes, Jorge Mendes နဲ့ Manchester United တာဝန်ရှိသူတွေရဲ့ဂျားထဲမှာ စကားပြောဆိုမှုတွေဆွေးနွေးမှုတွေရှိခဲ့တယ်ပေါ့ လက်ရှိချိန်ကြီးတော့ United ရဲ့ဘက်ကပေါ့နော်ဘလောက်တကယ်လူချင်းရဲ့လားတကယ်စိတ်ဝင်တစားရှိရဲ့လားဘလောက်ပြင်းပြင်းထန်ထန်လူချင်းတလဲဆိုတာမျိုးရှင်းရှင်းလင်းလင်းမသိရသေးဘူးဆိုတော့လေ report ကကျွန်တော်ဆက်ပြီးတော့ပြောထားတယ်ဆိုတော့အနည်းဆုံးတော့ဆွေးနွေးမှုတွေရှိတယ်ပေါ့ဗျာဆိုတော့ဒါဒီ United အတွက်ပေါ့နော်ကျွန်တော်တို့ဒီအများကြီးစဉ်းစားရပါအများကြီးစဉ်းစားစဉ်းစားရတော့ကျွန်တော်တို့အနေနဲ့ဟိုအမှန်တမ်းပြောရင်ဒါပရိသတ်တယောက်အနေနဲ့ပေါ့နော်ကျွန်တော်ဟိုဘွန်ဒက်စတီကာပွဲတွေဘာတွေဂျာမနီပွဲတွေဘာတွေကြည့်နေတဲ့ချိန်မျိုးမှာ အဂျီယာမီဟာအဲ့လောက်မဟုတ်ပါဘူးကျွန်တော်တို့ဒါအပြင်ဒေါ်မွန်ကနေပြီးတော့ကစားမတွေခေါ်မယ်ဆိုသတိထားမှကျွန်တော်တို့ရမယ်ပေါ့နော်ရှိမှဆိုလို့ရှိရင်လည်းရှင်ကြီးကာကာဝါတို့ကျွန်တော်ခေါ်ခဲ့မှုတယ်ဟလာနော်ကျွန်တော်အန်ရီမီကီတယန်တို့ကျွန်တော်ခေါ်ခဲ့မှုတယ်ဂျီဒန်ဆန်ချူတို့ကျွန်တော်ခေါ်ခဲ့မှုတယ်ဘလောက်မှန်အတင်နဲ့အများကြီးအဆင်ပြေတာမျိုးကျွန်တော်မရှိဘူးဒါပေမဲ့သူများတင်းကခေါ်တဲ့ဒေါ်မွန်ကစားမတွေတော့ကောင်းရင်ကောင်းနေမယ်ဗျာဒီလားနော်ကုတင်းကခေါ်တဲ့ဒေါ်မွန်ကစားမတွေဆိုလို့ရှိရင်ဘလူးမန်ကိုအဆင်မပြေတာအခုအဒေယာမီနဲ့တရင်ထွက်တယ်ဆိုလို့ရှိရင်ပူတော်ဆိုးသေးတယ်ဘာကြောင့်လဲဆိုတော့အဒေယာမီဒီအဲ့တလောက်မကောင်းလို့ပဲ exam မှာက technical ability အရင်ကိုအားနေပြီးတော့ပြည်တာလွှားတာတော့ကလွဲလို့ရှိရင်ကျန်တာဘာမှအားကိုးလို့ကျွန်တော်မရဘူး။ဒါအပြင်သူ့ပုံစံကဘောလုံးကိုအရင် serious ဖြစ်တဲ့ပုံစံမျိုးကစားနေတာမျိုးလည်းကျွန်တော်မဟုတ်ဘူး။ဒီနေရာမှာဂျာမနီလက်ရွေးစင်တွေဘာတောင်ပါလာတာပဲဆိုပြီးတော့ကျွန်တော်ပြောကောင်းပြောလိမ့်မယ်။ဒါပေမဲ့ဂျာမနီလက်ရွေးစင်မှာလည်းသူတို့ပြင်ခုနကပြောသလိုပဲကျန်တဲ့မူစီယာလာတို့ပါတော့ injury ပြဿနာတွေကြုံနေရလို့เนาะတခြားကစားသမားတွေမရွေးချယ်သေးတာကြောင့်ဆိုရဲပုံစံမျိုးနဲ့တင်ကျွန်တော်ရွေးခံရတာတကယ်တကယ်အရန်ကောင်းတဲ့အနေထားမှာကျွန်တော်တွေးမနေရဘူး ဲ့တော့ကျွန်တော်တို့အဒီယာမီကိုခေါ်ယူကြိုးပမ်းမှုဟာအတင်းအတွက်အများကြီးအကျိုးရှိလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်။ကစားမမကအရန်ကိုကျွန်တော်တိုင်ပတ်ပါတယ်ဆိုတော့ဒီကစားမရဲ့ပုံစံက तू ကနာမည်ရတာကြာပြီပြအဒီယာမီကငငယ်လေးကလေးက तू ကကျွန်တော်အရန်ကောင်းတဲ့ကစားမလေးတယောက်ဖြစ်ပေါ့နော်။သူရဲ့မျိုးလုံးနဲ့မှာကျွန်တော်မြင်ထားကြပြီးတော့အစဉ်ပြေးနေတာတော်တော်လေးပဲအခုချိန်ထိ तू ဟာတိုးတက်မလာဘဲနဲ့ဆုတ်ယုတ်သွားတဲ့ကဏ္ဍတွေတော့ကျွန်တော်အများကြီးရှိတယ်အော်ဟိုဂျာမနီလေဝီစီမှာဆိုလို့ရှိရင်လည်းဘာမှဖြစ်ဖြစ်မြောက်ကျွန်တော်မရှိဘူးအခုလက်ရှိတော့ပုံမှာဆိုလို့ရှိရင်လည်းအဲ့ဒါလောက်ကြီးကြီးကျွန်တော်သာဖြစ်ဖြစ်မြောက်ကျွန်တော်ဘာမှမရှိဘူး တော့ဒီကစားမဟာအဲ့ဒါလောက်ထိကျွန်တော်တို့ကောင်းနေတယ်မှာမပါပါဘူးနောက်တစ်ခုကကျွန်တော်တို့အနေနဲ့ဘယ်အတွက်ကျွန်တော်ကြည့်ရလဲပေါ့ဒီကစားမကတော့မှမှာဆိုလို့ရှိရင်ဟိုတောင်မန်ဒီမှာကျွန်တော်ကစားရတယ်ပေါ့နော်အဲ့ကိုအတင်းမှာကတောင်မန်စစ်စစ်ဖြစ်ကျွန်တော်မသွားဘူးကျွန်တော်တို့မှာဆိုလို့ချင်းဖန်တီးနိုင်စွမ်းမြင့်တဲ့ကစားမမျိုးကျွန်တော်ဖြစ်ရဖြစ်မရမယ်ဗျာတိုက်စစ်ပိုင်းမှာဘာလို့လဲဆိုတော့လက်ရှိအမ်မိုနီကနေရိုးနံပါတ်10ပုံစံသွားတာကိုအဲ့ဒီကစားမမှာကဖန်တီးနိုင်စွမ်းနဲ့ကျွန်တော်မမြင်ဘူးเนาะပြေးမယ်လွှားမယ်ဆိုတာတော့ပဲကျွန်တော်ယူရတာတကယ်ပြောရမယ်ဂိုးသွင်းလဲကိုကောင်းနေတယ်မှာမပါဘူး ဒီကစားမမှာကောင်းတာဆိုလို့ဘာမှကိုမရှိတာနော်အမှန်တကယ်ပြည့်လွားနေတယ်လောက်ပဲရှိတာတကယ်ပြီးတော့အဲ့အဲ့အဒီယာမီရဲ့ကျတို့အနေနဲ့အရေးချင်းတွေကိုကျတို့ပေါ့နော်မြင်ကြည့်လိုက်ရင်ပြီးနေတာကလည်းမြင်ကျွန်တော်ဘာမှမမြင်ရဘူးအဲ့လောက်ကြည့်ကြည့်ကျွန်တော်တိုင်ပတ်တယ်အဲ့တော့အဒီယာမီကိုမန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကဒါတကယ်အမှန်ကန်ခေါ်ဖို့စိတ်ဝင်တစားပုံစံမျိုးနဲ့ဆွေးနွေးနေတာတွေမဟုတ်ပါစေနဲ့လို့ပဲကျွန်တော်မျှော်လင့်ရမယ်ကျွန်တော်ဒီထက်ပိုကောင်းတဲ့ကစားမားတွေကိုကြည့်မှရမှာ အဲ့ဆိုတော့လောလောဆယ်မှာတော့ဒါမန်ဒက်စ်နဲ့မန်ချက်စတာယူနိုက်တက်ရဲ့ကြားထဲမှာဆွေးနွေးနေပြီးတော့ကစားမဖြစ်သူရဲ့ဘက်ကတော့ဒေါ်မွန်မှာတက်တန်းတိုးတယ်ဆိုတာတဲ့အတင်းပြောင်းကျင်နေပေါ့ဒေါ်မွန်ရဲ့ဘက်ကတော့တက်တန်းတိုးကျင်နေအဲ့တော့ United အနေနဲ့တကယ်ဘယ်လောက်ထိခေါ်ဖို့ကြိုးပမ်းသွားမလဲတကယ်ရောစိတ်ဝင်စားရည်လားပေါ့နော်ဒါဒီကျွန်တော်စောင့်ကြည့်ရမယ်ဇန်နဝါရီပြောင်းရွှေ့မှာအဲအမှန်တမ်းပြောရင်ကစားမကဟို World Cup ကလည်းလာပြီဗျာနော်ကမ္ဘာမလားနှစ်ကလည်းလာပြီပေါ့အဲ့တော့သူတို့ပြပို့ပြီးတော့ခြေသွမ်းပြနိုင်မဲ့အတင်းကိုသူသွားကျင်တာပေါ့အခုဒီရာဒီမှာဒီကစားမ ကစားထားတာရှိပါတယ်အများကြီးပဲပွဲတွေဟိုတောမွန်မှာဆိုလို့ရှိရင်တိုးတော်လည်းပဲဟိုပုံမှန်ပွဲထွက်ခွင့်တွေဘာတွေမှာဆိုလို့ရှိရင်တချို့မသေးကြတာတွေကျွန်တော်ရှိတယ်အရင်ချီသွင်းပြတဲ့ကာလတွေလည်းရှိပါတယ်ဒီလိုလေတိုင်ပတဲ့ကာလာတွေကများနေတာပေါ့နော်ဆိုတော့ consistent မဖြစ်တဲ့ performance တွေပြတဲ့သူလို့ပဲကျွန်တော်ပြောရမှာပေါ့ဆိုတော့ညီတို့ရောဘယ်လိုမြင်ကြလဲလောတင်မှာတော့ကစားမဖြစ်သူတွေ Manchester United နဲ့အာ agent ဖြစ်တဲ့ Manchester ရဲ့ဂျာတယ်မှာဆွေးနွေးမှုတွေရှိနေတယ်ဆိုပြီးကျွန်တော်သိရတယ် United ဘက်ကဘယ်လောက်ထိခေါ်ကျင်တယ်လဲဆိုတာတော့ရှင်းရှင်းလင်းလင်းမသိရသေးဘူးဆိုပြီးတော့လေ Sport Bill ကနေပြီးတော့ကျွန်တော်ဒါထပ်ပြီးတော့ဖော်ပြထားတယ် ဆိုတော့ဒီပြောင်းရွှေ့တဲ့ပတ်သက်လို့ညီတို့ဘယ်လိုမြင်ကြပါလဲအသင်းနေနဲ့တကယ်ရအောင်ကျိုးပန်းသင့်တယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်